မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူစူးစမ်းကြမယ့်အကြောင်းကတော့လေအဲ့ဒီနိုင်နန်းတကာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကတော ITBMU မှာ PhD ကျန်းတဆောင်ပြုစုကတဲ့ခရီးရွှေကြီးအကြောင်းပါဟုတ်ကဲ့အထူးသဖြင့်ဒေါက်တာအရှင်သောဘကရဲ့ဝေဒနာနုပသနာကျမ်းပြုစုခဲ့တဲ့အတွေ့အကြုံလေးပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တို့လေ့လာမယ့်အရင်အမြစ်ကတော့တဝဟုဖင်ကြရေးဖိုရမ်ကဆွေးနွေးပွဲအတန်ဖိုင်ကောက်လုပ်ချက်ပါပဲအင်း ဒီဆွေးနွေးမှုကနေ PhD ကျန်တဲ့ဆောင်ဖလာဖို့ဘလောက်ရှည်ကြလဲဘလောက်ခက်သေးလဲဆိုတာရေဟုတ်ကဲ့အထူးသဖြင့်ဟောဝေဒနာနုပသနာသူတေသနာလုပ်တဲ့အခါဘလို့အတွင်းကျကျအချက်တီလက်တွေ့ကျင့်သုံးမှုတွေရှိလဲဆိုတာနေကိုနားလည်စေဖို့ပါပဲဟုတ်ပါပဲတကယ်တော့လေအဓိကသိစေချင်တဲ့အချက်ကဝေဒနာလို့ခေါ်တဲ့ဟိုခံစားမှုတေးသေးလေးတွေကနေပေါ့နော်တတိမထားမိလိုက်ရေလောဘဒေါသမောဟဆိုတဲ့ဒုက္ခအကြောင်းတွေဘလို့ဖြစ်လာတတ်တယ်လေ ြီးတော့အဲ့ဒီကွင်းဆက်ကိုဖျက်ထုတ်ကျမ်းပြူစုလေးလာတွေ့ရှိခဲ့တဲ့လက်တွေ့ကျင့်ကြံနည်းတွေကဘာလေးလဲဆိုတာမျိုးပေါ့စိတ်ဝင်စားရပဲဒါပြင်အဲ့ဒီ PhD လို့ဘယ်တခုကဘလောက်တောင်စိတ်ရှည်ရလဲဇွဲကောင်းရလဲဆိုတာကိုပါတွေ့ရမှာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ကောင်းပါပြီဒါဆိုအရင်ဆုံးဒေါက်တာအရှင်တော်ပါရေနော်ခန်လေးအချင်းချိုကြည့်ကြရအောင် ဆရာတို့ကမြန်မာပြည်ကနာမည်ကြီးစာတင်တိုက်ကြီးဒီမှာပညာသင်ခဲ့တာနော်ဟုတ်ပါတယ်မဟာကန္တရာယုံမိုးကုံမန္တလေးတန်လျင်ဆိုတော့လေအခြေခံပရိယတ်တိပညာတွေကိုကောင်းကောင်းသင်ယူခဲ့ပြီးတော့2006မှာသာသနာ့သစဓမ္မစရိယဖွဲ့ရခဲ့တယ်အဲ့ဒီနောက် ITBMU ကိုဆက်တက်ခဲ့တာဟုတ်ကဲ့ ITBMU မှာ Diploma BA MA အဆင့်ဆင့်တက်ခဲ့ပြီးတော့ဝိပဿနာပိုင်းကို အထူးကဦးစားပေးလေ့လာခဲ့တယ်လို့ဆိုပါတယ် MA ရုံးကဝိဝိကထုခအကြောင်းကြံပြခဲ့တယ်နော် ဟုတ်2016မှာပါ စိတ်ငြိမ်ခြင်းရဲ့ချမ်းသာပေါ့ပြီးတော့2023မှာမှဒီ PhD ကျန်ဝေဒနာနုပတနာကိုအောင်မြင်နေတာပညာသင်ရေးနဲ့2022မှာမြေကြီးနားမှာစာသင်တိုက်လက်တီထောင်ခဲ့သေးတယ်တေးတန်ဒီပရိယတ်တိပฏิပတ်တိစာသင်တိုက်အာပရိယတ်တိရောပฏิပတ်တိရောနှစ်ခုလုံးကိုအားပေးလက်တဘောပေါ့ဒါဆရာတော်ရဲ့ဟိုဓမ္မကိုလေ့လာခြင်းစိတ်ရော ဖြတ်ဝေခြင်းစိတ်ရောဘလောက်ပြင်းပြလဲဆိုတာပြနေတာပါတကယ်အားကြဖို့ကောင်းပါတယ်ဒါပေမဲ့ အဲ့ဒီ IDBU မှာ PhD ရဖို့ကတော်တော်ကြာတယ်ခက်လက်ခက်တယ်လို့ဆိုတယ်ရင်းမြစ်ထဲမှာ7နှစ်အနည်းဆုံးကြာတယ်လို့ပြောထားတာဟုတ်တယ်ဒီပလိုမာနှစ် BA နှစ်နှစ် MA 3နှစ်ဆိုတော့6နှစ်ရှိပြီ PhD ကအနည်းဆုံး5နှစ်ဆိုတော့ပေါင်းလိုက်7နှစ်လေဟုတ်ပါအဲ့ဒီထပ်ပိုပြီးတော့ဟိုတီးခါရတယ်ဆိုတာပြတာက MA ဖွဲ့ရပြီးသားလူတောင်မှ PhD ဝင်ခွင့်ထပ်ပြရတာဟုတ်လား IDBU က MA နဲ့ PhD ဝင်ခွင့်တက်သက်ရှိတာလားဟုတ်တယ်ဆိုတယ်အဲ့ဒီဝင်ခွင့်ကို85မဲ့နဲ့အောင်မှရတာတနက်မှတစ်ခါပဲကျင်းပါတော့တချို့ဆိုနှစ်နှစ်သုံးနှစ်စောင့်ဖြေရတာပြောတယ်အတော်တိခံရမှာပဲဝင်ခွင့်အောင်ပြီးတော့ proposal တန်းတင်လို့ရပြီလားမရသေးဘူးပြောတယ် proposal ဝတ်ပင်စင်ချင်းတနည်းလုံးထပ်ဆောင်ရတည်တယ်ဆိုပဲအဲ့ဒီအချိန်မှာအဲ့ဒါဇာတိအများကြီးဖတ်သူတည်စနနီးစနစ်တွေလီလာဗောဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့ ကြီးကြသူဆရာတွေနဲ့ဆွေးနွေးဖို့ကိစ္စဒါလည်းအခက်ခဲရှိတယ်လို့ဆိုတယ်ဟုတ် PhD မှာ supervisor နေရောက်ရတယ်ဆိုတယ် MA နှုန်းက2ရောက်တယ်ဒါပေမဲ့ဆရာတော်ကြီးရရရန်အလို့များတော့လေอืมအဲ့တော့ကိုကဆွေးနွေးခြင်းရင်အချိန်ရောက်ဖို့စောင်းရတာပေါ့ဒီခံပြီးစောင်းရတာရှိတယ်လို့ပြောပါတယ်ဒါကတော့အစမင်ပညာရေးမှာထက်တတ်တဲ့သဘောမျိုးထင်ပါတယ်ဒါပေမဲ့ဒီမှာပိုတိထားတယ်ပြောရမှာပေါ့ပြီးတော့တနေ့တစ်ခါကျန်းရဲ့တိုးတက်မှုကိုတင်ပြခုခံရသေးတယ်နော်ဟုတ်တယ် PhD ကာလမှာစုစုပေါင်း၃ကြိမ်လောက်လုပ်ရတယ်ဆိုပါရဲ့ဒါတွေအလုံးကဟိုပညာရေးတက်တက်မဟုတ်ဘဲနဲ့စိတ်သက်ပိုင်းဆိုင်ရာကြံ့ခိုင်မှုစိတ်ရှည်မှုဇွဲဒါတွေဘလောက်အရေးကြီးလဲဆိုတာကိုပြနေတာပဲဟုတ်ပါပြီဒါကတော့ PhD လုပ်ငန်းစဉ်ရဲ့အခက်ခဲတွေပေါ့အခုကျမ်းရဲ့အဓိကအကြောင်းအရာဝေဒနာနုပါဒနာဘက်ကိုတွားကြည့်ကြအောင်ရင်းဆုံးဝေဒနာဆိုတာကိုနည်းနည်းရှင်းရှင်းလင်းလင်းပြောင်းလို့ရအောင်အင်း ပါဠိစကားလုံးဝေဒနာကို အင်္ဂလိပ်လို feelings လို့အများဆုံးပြန်ကြတယ်။ဒါပေမဲ့ကျမ်းမှာတော့အဲ့လားအပြည့်စုံမမှန်ဘူးလို့ဆိုထားတယ်။ဟုတ်ကဲ့။ဒီဆွေးနွေးမှုအတွက်ကြောလွယ်လွယ်ပြောရရင်အာယုံတစ်ခုခုနဲ့စုံတိုင်းစိတ်မှဖြစ်တဲ့ခံစားမှုအရသာပေါ့။တာယာတာမတာယာတာအလယ်လက်ခံစားမှုအဲ့ဒါကိုဝေဒနာလို့ရေပြဲမှလို့ရပါတယ်။ဝေဒနာနုပတနာဆိုတာကတော့အဲ့ဒီခံစားမှုတွေကိုတတိနဲ့အဖန်ဖန်ရှုမှသုံးသပ်တာပေါ့နော်။တတိပဌာန်၄ပါးတဲ့ကတပါ။ဟုတ်ပါတယ်။ ဒေါက်တာအရှင်တိုးပါကဒီကောင်းစဉ်ကိုရွေးတာကလည်းအကြောင်းရှိတယ်။အချက်ကတော့ဝေဒနာနုပဒနာကပရိယတိရောပฏิပတိရော နှစ်ခုလုံးကထအရေးကြီးလို့။ Hmm. နောက်တစ်ခုကပါဠိတော်အထက်ကထာတွေက theory ပိုင်းနဲ့လက်တွေ့ဝိပဿနာအပိုင်းကိုပေါင်းစပ်လေ့လာခြင်းလို့တယ်ပြီးတော့အရေးကြီးတဲ့အချက်ကထေရဝါဒအတက္ကတူတွေမှာဝေဒနာကိုပဲတည်တံ့အဓိကထားပြီးလောက်ထားတဲ့ဂျိုင်းဒီအရန်ရှားတယ်ဆိုတာပဲအဲ့ဒါကောင်းတဲ့အချက်ပဲလက်ဟာနေရဲ့နေရာကိုဖြည့်ပေးတာပေါ့ ကျမ်းရဲ့ဖွဲ့စည်းပုံကိုစက်ကြည့်အောင်အခန်းတစ်ကဝေဒနာအကြောင်းခြုံငုံမိစတာမျိုးလားဟုတ်တယ်ဝေဒနာကဘာလို့အရေးကြီးလဲသူ့ရဲ့အသေးပဲဖွင့်ဆိုချက်ဒီခုနပြောတဲ့ feeling လို့မာတာဗျန်ဒါရဲ့အားနည်းချက်ဒီဝေဒနာရဲ့လက္ခဏာပြီးတော့ဝေဒနာအမျိုးအစားခွဲခြားပုံတွေပေါ့အဲ့ဒီအမျိုးအစားခွဲခြားပုံကဒုက္ခဒုက္ခဥပေက္ခဆိုတဲ့သုံးမျိုးအပြင်တခြားရှိသေးသလားရှိတယ်ပါဠိတော်မှာလာတဲ့အတိုင်းဆိုရင်၃မျိုး၅မျိုး၆မျိုး၁၈မျိုး 36မျိုး၁၈မျိုးထိခွဲပြားထားတာရှိတယ်။အရာတွေကိုအခန်းတက်မှာရှင်းပြထားပါတယ်။အခန်းနှစ်ကတော့ဝေဒနာကိုရှုပွားခြင်းရဲ့အကျိုးကျေးဇူးတွေနော်။ဟုတ်ကဲ့။မဟာတတိပဋ္ဌာန်တုတ်မှာလာတဲ့အကျိုးခွန်ပါးကိုအဓိကထားဖော်ပြရတယ်။စိတ်စင်ကြယ်ဖို့၊စိုးရင်တော့ကလွတ်မြောက်ဖို့စသဖြင့်ပေါ့။ဒါပေမဲ့ဒီအခန်းကအတိတ်တွေ့ရှိချက်မဟုတ်ဘူး။အခြေခံအချက်တွေမို့လို့သူ့ကျမ်းရဲ့အဓိက contribution မဟုတ်ဘူးလို့ဆရာတော်ကိုယ်တော်ဝန်ခံထားတယ်။ ါကပညာရှင်ပြီးတဲ့အချက်ပါပဲအခန်း3ကတော့စိတ်ဝင်စားဖို့ကောင်းလာပြီဝေဒနာနဲ့တခြားအချောင်းရရရဲ့ဆက်ဆက်မှုဟုတ်ကြေဝေဒနာနဲ့အာယုံမြင်နာကြားတာစသည်ဘလို့ဆက်ဆက်လေဝိပဿနာရှုတဲ့အခါဘလို့ဝေဒနာမျိုးကိုအဓိကထားရှုဖြစ်ကြလေအများအဖြစ်တော့လောကီဝေဒနာတွေကိုပဲရှုကြတာများတယ်လို့ထောက်ပြတယ်လောကီဝေဒနာဆိုတာကာမဂုဏ်နဲ့ဆက်ဆက်တဲ့ဝေဒနာမျိုးလားဟုတ်ပါတယ်အဲ့ဒီဝေဒနာကိုအကြောင်းပြုပြီး ငါငါဟာလို့ဆွဲလန့်တဲ့အတ္တဒိဋ္ဌိဘလို့ဖြစ်လာနိုင်လဲဝေဒနာဖြစ်ဖို့မိကရုပ်ပိုင်းဆိုင်ရာအခြေခံဝတ္ထုဤဝေဒနာဖြစ်စေတဲ့တခြားစိတ်ပိုင်းဆိုင်ရာအကြောင်းတရားတွေဖတ်တာစေတနာစသည်ကိုစမ်းစစ်ထားတာပါအခန်းလေးကဝေဒနာရဲ့အကျိုးဆက်တွေဆိုတော့ဒါကအဓိကပိုင်းထင်မှတ်တယ်ဟုတ်တယ်မှာပဲဒီအခန်းမှာဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာတွေဖြစ်လာတဲ့အခါတတိမကတ်နိုင်ရင်ဘာဆက်ထက်တယ်လဲဆိုတော့ကိုရှင်းပြထားတယ်ဒုက္ခဝေဒနာကြောင့်တနာ လောဘဖြစ်မယ်ဒုက္ခဝေဒနာကြောင့်ဒေါသဖြစ်မယ်ဒါကရှင်းတယ်ဥပေက္ခဝေဒနာကတော့ဘယ်လိုအကျိုးဆက်ရှိလဲဥပေက္ခဝေဒနာဆိုတာအလဲလခံလာမှုလေသူကိုယ်သူတဘောအတိုင်းမမကငမတိရင်တတိမထာမီရင်မောဟအဝိစာနဲ့ရှင်ပြီးတော့တွေဝေမှုတွေတတိလက်လွတ်ဖြစ်မှုတွေဖြစ်လာတတ်တယ်လို့ဆိုပါတယ်။အော်ဟုတ်ကဲ့။ဒါဆိုဘဲဝေဒနာဖြစ်ဖြစ်တတိမကဲ့ရင်ကိလေသာတစ်ခုခုဖြစ်နိုင်တာပေါ့။အဲ့ဒီသဘောပါပဲ။ ခုနကမေကွန်းတကူကိုဆွေးနွေးပွဲမှာမေးတတ်တာရှိတယ်။ဒုက္ခဝေဒနာကညင်တနာဘလို့ဖြစ်နိုင်မလဲဆိုတာ။ဟုတ်အဲ့ဒါကိုဆရာတော်ကပฏิကျသမှုပိုင်းနီးရရှင်းပြတယ်။ဒုက္ခဝေဒနာကိုမကြိုက်တော့ဒီဒုက္ခကနေလွတ်ချင်တဲ့အတွက်ဒုက္ခကိုတောင့်တတဲ့စိတ်ဖြစ်လာတယ်။အဲ့ဒီဒုက္ခကိုတောင့်တတာဟာလေတနာတမျိုးပဲလို့ရှင်းပြခဲ့ပါဗျ။ဒါကြောင့်ဝေဒနာကိုမမှန်ကန်ကန်ရှုမှတ်နိုင်ခြင်းကတန္တရာကွင်းဆက်ဖြတ်ဖို့တော့ချက်ဖြစ်နေတာပါ။ဒါဆိုရင်လက်တွေ့ရှုမှတ်ပုံကိုပြောတဲ့အခန်း၅က အရင်အရေးကြီးတာပေါ့ဟုတ်ကဲ့ဒီအခန်းမှာပါဠိတော်အထက်ကထာ တီကာရီမှာလာတဲ့လက်တွေ့လင်းညွန့်ချက်တွေကိုစုစည်းထားတယ်ဝေဒနာကိုဘယ်လိုတည်ထားမလဲကာမဂုဏ်နဲ့ဆက်ဆက်တဲ့တာမိတဝေဒနာမဆက်ဆက်တဲ့နိဒာမိတဝေဒနာတွေကိုဘယ်လိုခွဲတည်ပြီးရှုမလဲ ဝေဒနာရဲ့ဖြစ်မှုပြက်မှုကိုရှုတာမျိုးတွေလည်းပါမှာပေါ့နော်ပါပါတယ်ပြီးတော့စိတ်ဝင်စားစရာတခုကဝေဒနာမှာဆုတ်ခွာခြင်းဆိုလားလीအဲ့ဒါကိုဆွေးနွေးပွဲမှာထပ်ရှင်းပြခိုင်းတယ်ဆိုဟုတ်တယ်စုံမော်လာကတခါလေလေအယံပြင်းထန်တဲ့ဒုက္ခဝေဒနာဥပမာယောဂဝေဒနာလိုမျိုးခံစားရတဲ့အခါအဲ့ဒီဝေဒနာကြီးပေါ်ပဲတဲ့တဲ့ကြီးကြည်နေဖို့ခတ်နိုင်တယ်ဟုတ်ကဲ့ချားနေရကယုံရပြောင်းလဲမှုတခုခုပေါ့အော်ဒါကလုံးဝပစ်ထားလိုက်တာမဟုတ်ပဲညံနဲ့ယင်တိအာယုံပြောင်းတာပေါ့ဟုတ်ပါတယ် ဝိပဿနာခီးကိုဆက်သွားနိုင်အောင်နှီးလိုက်ရှာတာပေါ့နောက်ဆုံးမှာတော့ဒီလိုရှုမှတ်မှုတွေကနေ map ဖို့နိဗ္ဗာန်ထိဘယ်လိုရောက်သွားနိုင်လဲဆိုတာကိုဆက်ဆက်ပြထားတာမူကောင်းပါပြီဒီတော့ကျမ်းတစောင်းလို့ရဲ့အဓိက message ကဝေဒနာမျိုးမျိုးကိုတတိနဲ့မှတ်မှန်ကန်ကန်မသိရင်လောဘဒေါသမောဟဖြစ်ပြီးဒုက္ခရောက်မယ်ဆိုတာပဲသူတည်တဲ့နီးစနစ်ပိုင်ကတော့ဘယ်လိုသုံးထားလဲအဓိကကတော့ပါဠိစာပေတွေကိုစနစ်တကျလေ့လာတဲ့နီလန်းနေပေါ့ textual study, contentual analysis, doctrinal analysis တွေသုံးလာတယ်။ဟုတ်ကဲ့။ပြီးတော့ဟိုနိုင်ရှင်လေးလာမှု comparative study လေးပါသေးတယ်။ခေတ်သစ်စိတ်ပညာက EQ တို့အနောက်တိုင်းက mindfulness တို့ ਨੇ နိုင်ရှင်သုံးသပ်ပြထားတာမို့။အရှိကန်ကတော့ Theravada Pali Sabedi ပဲပေါ့။ဟုတ်ပါရဲ့။မူရင်း Pali တွေအင်္ဂလိပ်ဘာသာပြန်နေတခြားပညာရှင်တွေရဲ့စာတန်းတွေ website တွေအစုံသုံးရတယ်လို့ဆိုပါရဲ့။ ဒီလို PhD ကျန်းဆောင်ထစ်ဖို့ရေးသားမှုပိုင်းလိုအပ်ချက်တွေလည်းရှိမှာပဲနော်ရှိတာပေါ့ Academic English နဲ့စနစ်တကျရေးရတယ် Citation တွေတည်တည်ကြဲကြဲလုပ်ရတယ်စာမျက်နှာ150 300ကျားစကလုံး8000လောက်ရှိရမယ်ဆိုတဲ့သတ်မှတ်ချက်တွေရှိတယ်အများကြီးပဲဟုတ်တော်တော်အရှင်သောဘကနာသူကရိုးရိုးရှင်းရှင်းအင်္ဂလိပ်စာနဲ့ပဲရေးခဲ့တယ်လို့ဆိုပါရယ်အရိကကအကြောင်းအရာခိုင်မာဖို့နဲ့တင်ပြပုံစနစ်ကျဖို့လိုတာပေါ့ဒါကြောင့်ဆယ်တော့ကနော်လူတွေတော့လက်တွေ့အကြံပေးချက်တွေလည်းပေးခဲ့တယ် အွန်လိုင်းကောင်းကောင်းဆွဲဖို့အရင်မြစ်တဲ့ဆော့ဆူထားဖို့ဟုတ်တယ်ပြီးတော့နေတိုင်းနည်းနည်းစီမှန်မှန်ရေးသွားဖို့ကောင်းကောင်းမကောင်းကောင်းရင်းနေဖို့အရေးကြီးတယ်ဆိုတာမျိုးပြောတယ်ပြီးတော့ supervisor တွေနဲ့မှန်မှန်ရှင်းနေဖို့အဲ့မှာလေတီးခန့်စိတ်ကအရေးကြီးဆုံးဆိုတော့ထပ်ပြောတယ်နော်ဟုတ်တယ်ဟုတ်တယ်ဒါက PhD လုပ်တဲ့သူတွေရောတခြားစီမံကိန်းကြီးတွေလုပ်တဲ့သူတွေတို့ကမှတ်သားစီရပဲဟုတ်ပါမေခွန်ဖြေကန်းနာကအချက်တချို့ကိုတော့ခုနထည့်ပြောပြီးပြီဝေဒနာကနေဆုတ်ခွာခြင်းအကြောင်းတို့ဒုက္ခဝေဒနာကနေတဏှဖြစ်ပုံတို့อืม ဝေဒနာဘောတာပြန်တဲ့အခက်ခဲလဲပြောခဲ့ကြတယ် feeling experience feeling tone emotion စသဖြင့်အဆုံးပဲဒါမဲ့ဘယ်ဟာမှတရားရခိုင်တော့မကြိုက်ဘူးဆိုတော့လေပါဠိအတိုင်းသုံးပြီးရှင်းပြတာပိုကောင်းမယ်ဆိုတဲ့သဘောမျိုးအဓိကကအဓိပ္ပာယ်ဖွင့်ဆိုချက်ရှင်းဖို့ပဲတခြားအခက်ခဲမျိုးတော့ဘာတွေဖြစ်သွားသေးလဲသက်ဆိုင်ရာချက်လက်ရှားရတာခက်တာ စာရည်အများကြီးဖတ်ရတာရေးရင်လည်းဟိုဘာရေးလို့ဘာရေးရမှမတိလမ်းပြောက်သွားတတ်တာလမ်းညွှန်မှုလိုတာဒီပြောတယ် အဓိကကတော့ဟုတ်ပါပဲတိကန်စိန်မွေးရတာပဲလို့ထပ်ပြောတယ်ဟုတ်ကဲ့စိတ်ကွင်စားစရာမြေကွန်တစ်ခုက မြန်မာလူအဖွဲ့အစည်းရဲ့ EQ နဲ့ပတ်သက်ပြီးမေးတာနော်ဟုတ် emotional quotient ပေါ့အဲ့ဒါကိုတော့ဆရာတို့ကတည့်ရဲ့အကဲဖြစ်မဖြစ်ကိုအရေးကြီးတာကကိုယ်စိတ်ကို အရင်ထိန်းဖို့တတိထားဖို့ပဲလိုတယ်ဆိုတဲ့သဘောမျိုးပြောသွားတယ် moderator ကလည်းကိုယ်ဝေဒနာကိုအရင်သိဖို့အရေးကြီးတယ်လို့ဖြည့်ပြောတဲ့ဆို ဟုတ်ကဲ့တက်ရောက်သူတက်ရောက်ကတော့သူအတွေ့အကြုံရထိုင်းနဲ့မြန်မာဈေးသားတွေရဲ့စိတ်ခံစားမှုထိန်းနိုင်ပုံကွာရဲဆိုတာမျိုး နိုင်ရှင်ပြောသွားတာတော့ရှိခဲ့တယ်။ဒါပေမဲ့အဓိက focus ကတော့ကိုယ်အတွင်းစိတ်ဖြူပြင်ရေးဘက်ကိုပဲဥတည်သွားပါတယ်။ဝေဒနာနုပသနာကိုနေ့စဉ်ဘဝမှာဘလို့ချင်းတုံးမလဲဆိုရဲမေးခွန်းကတော့အဲ့ဒါကိုတော့ဆရာတို့ကရှင်းပြခဲ့တယ်အဓိကကကိုယ်ခန္ဓာကိုယ်မှာဖြစ်နေတဲ့ရိုးရွပြောင်းလဲမှုတွေ ဥပမာထိုင်နေတောင့်လာတာကျင်လာတာရားတာပူတာအေးတာအဲ့လိုရုပ်ပိုင်းဆိုင်ရာခံစားမှု sensation ကိုအရင်တတိထားမိဖို့ဟုတ်ကဲ့ပြီးတော့အဲ့ဒီရုပ်ကိုအာယုံပြုတ်ပြီးစိတ်မှာဖြစ်လာတဲ့ဝေဒနာတာယာရာလားမတာယာရာလားအလဲအလက်လားဆိုတာကိုခွဲခြားသိဖို့လိုတဲ့ကာယရုပ်ရောစိတ်တဝေဒနာပါတဲ့စိတ်ရောနှစ်ခုလုံးကိုတတိနဲ့ရှုဖို့လိုတယ်လို့ရှင်းပြခဲ့ပါတယ်ဒါကလက်တွေ့ကြတဲ့လက်ညွန့်ချက်ပါပဲနောက်ဆုံးမိခွန်းတစ်ခုက နိဗ္ဗာန်နဲ့ဝေဒနာဆက်ဆံမှုနော်ဟုတ်အဲ့ဒါကို moderator ကရှင်းပြခဲ့တာနိဗ္ဗာန်ဆိုတဲ့အာယုံ အမှန်တရားသဘောတရားကိုနိုင်ကတော့ဝေဒနာလုံးဝမရှိဘူးငြိမ်းအေးမှုတက်တက်ဟုတ်ဒါပေမဲ့အဲ့ဒီနိဗ္ဗာန်ကိုအာယုံပြုနေတဲ့ max စိတ်ဖို့စိတ်ဒီမှာတော့ဝေဒနာရင်တယ်အထူးသဖြင့်အင်မတန်ငြိမ်းချမ်းတဲ့ဒုက္ခဝေဒနာဒါမှမဟုတ်ဥပေက္ခဝေဒနာပေါ့အာယုံနဲ့အာယုံကိုတီးတဲ့စိတ် မတူးဘူးဆိုတာကိုရှင်းပြတာပါရှင်းရှင်းလင်းလင်းဖြစ်သွားပါပြီ ကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့ ITBMU မှာ PhD လုပ်ရတဲ့ခရီးကအတော်ရှည်လျာခက်ထည်တယ်။ပညာအရေးချင်းတို့ပြင်စိတ်ရှည်မှုကအထူးကပဲ။ဟုတ်ကဲ့ဝေဒနာ అను ပတနာသူဒေသနာဆိုတာကလည်းဘုရားရဲ့နည်းနည်းတဲ့အဆုံးအမတစ်ခုကိုပါဠိစာပြေအခြေပြုပြီးခਿੱတိအမြင်နဲ့ပါပေါင်းဆက်လေ့လာရတဲ့ကျေပြန့်တဲ့အလူကြီးဖြစ်တယ်။အတူတဖြင့်ဝေဒနာအဲ့ဒီခံစားမှုလေးတွေကိုတတိမထားမိရင်တို့ခေါဘလို့လာနိုင်လဲ။ ကျင့်ကြံမှုနဲ့ဘယ်လိုထိန်းချုပ်မလဲဆိုတာအရေးကြီးကြောင်းတွေ့ရတယ်။ဟုတ်ပါတယ်။ပြီးတော့ပါဠိဘော်ဟာရတွေကိုဘာသာပြန်ရတာလက်တွေ့ကျင့်သုံးရတာတွေမှာစင်ခေါ်မှုတွေလည်းရှိနေသေးပဲဆိုတာသိရပါတယ်။ဒီဆွေးနွေးမှုကပညာရဆိုင်ရာသူတေသနာရဲ့အရှိန်အအခက်ခဲကိုပြသလိုဘုရားသမားရဲ့လက်တွေ့ကြောင်းမှုကိုလည်းမြင်စေတယ်။ဟုတ်ကဲ့ဒီဆွေးနွေးမှုပြီးမှဆက်စင်းစားဖို့အခြေအနေတခုထားခဲ့ခြင်းတယ်ကျွန်တော်တို့နေ့စဉ်ကြုံရတဲ့ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေ ဟိုမှာနာတာကျင်တာပူတာအေးတာတွေနဲ့အဲ့ဒါကြောင့်စိတ်မှဖိတဲ့တာယာမှု မတာယာမှုဝေဒနာတွေကိုရောတကယ်ပဲခွဲခြားတီးနေရလားဘလောက်ထိတတိထားပြီးခွဲစားသိဖို့လိုနေသေးလဲဆိုတာစဉ်းစားစရာပေါ့နော်။ဒါမဟုတ်အစောကထောက်ခဲ့တဲ့ EQ ကိစ္စလိုမျိုးလူတွေရဲ့ဝေဒနာပေါ်တုံ့ပြန်မှု၊ကြွားချမှုတွေကလိကျင်လို့ရတဲ့အရာလား၊မွေးရပါလားဆိုတာမျိုးတွေလည်းဆက်တွေးကြည့်လို့ရပါတယ်။ကောင်းပါပြီ။ဒီနေ့အတွက်တော့ဒီမှာပဲရနာကြရအောင်ပါ။နောက်တစ်ချိန်ပြန်ဆောင်ကြပါမယ်။ ஓகேப்பா